ဒီမွေးနေ့မှာဖယားတော့ကြောင်တပါဒီမွေးနေ့မှာလာဆုံးမဲမဲနနာလို့ကျွန်တော်ရကောဝဲပြီးမင်းရမွေးနေ့မှာတစည်းဖန်ကိုအပီနာစီနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်အမတ်တရားနည်းဆိုတဲ့အစီအစဉ်လေးကိုတင်ဆက်ပေးရမှာဖြစ်ပါရှင်တစည်းပရိသတ်များရှင်မတရားနည်းစီစဉ်ရဲ့မွေးနေ့ဆုတောင်းအစီအစဉ်လေးကနေပြီးတော့ ဒီနေ့ပထမဦးဆုံးအနေနဲ့ဝင်းနေစုတောင်းပေးရမယ့်ဝင်းနေရှင်လေးကတော့မုံရွာမှာနေတဲ့မက်ခိုင်ဆွေတင်ပေဖြစ်ပါတယ်။မက်ခိုင်ဆွေတင်ရဲ့23နှစ်ပြည့်ဝင်းနေအတွက်ကိုတော့မုံရွာမှာနေတဲ့မက်လန်လိုင်းနှင်းကပအဝင်စုတောင်းပေးလာပဲဖြစ်ပါရှင်။ စင်ပရိသတ်များရှင်အမတ်တရားနေ့စီစဉ်ရဲ့ဝင်းနေဆူတောင်းစီစဉ်လေးမှာဒီတစ်ခါထပ်မံပြီးတော့ဆူတောင်းပေးရအောင်မယ်ဝင်းနေရှင်ကတော့စကိုင်းမြို့ထန်းတော်ရွာမှာနေတဲ့မမလာဆူတော်ပဲဖြစ်ပါတယ်မမလာဆူရဲ့29နှစ်ပြည့်ဝင်းနေအတွက်ကိုတော့စကိုင်းမြို့ထန်းတော်ရွာမှာနေတဲ့ညီမလေးတင်စာဆူမအေးနန္နာဆူမနီနာဆူမဟန်နီဆူတို့ကပအဝင်ဆူတောင်းပေးလာပြီဖြစ်ပါရှင် ပရိသတ်များရှင်ဒီနေ့မတရားနေ့စီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်လေးမှာထမံပြောပောင်းဝင်လာတဲ့ဝင်းနေရှင်လေးကတော့နေပြည်တော်မှာနေတဲ့ NTA တောင်းမဖြစ်ပါတယ်။နေပြည်တော်မှာနေတဲ့ NTA တောင်းရဲ့အသက်60ပြည့်ဝင်းနေအတွက်ကိုတော့ပပေးတမ်းမှာနေတဲ့တူမခိုင်နေဝင်းတူဒေါက်တာကျော်စောင်းဝင်းဒေါက်တာကျော်စောင်းလင်းတို့ကပောင်းဝင်စုတောင်းပေးလာပြီဖြစ်ပါရှင်။ ဟုတ်ကဲ့ပါရှင်။ဆူတောင်းစကားလေးလည်းပြောပြထားပါသေးတယ်။ဆူတောင်းစကားလေးကတော့အလောက်ကင်တွေအဆင်ပြေပါစေဆိုပြီးတော့ဆူတောင်းစကားလေးပြောပြထားဖြစ်ပါတယ်။တစားဖန်ရဲ့ပရိသတ်တွေအားလုံးကို မတရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်။ ပရိသတ်များရှင်ဒီနေ့ရဲ့မတရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပေါဝင်လာတဲ့သူတွေကတော့မခက်ခက်ခိုင်မအီအောင်မမီသူမလှလှခိုင်ပူကြီးကျော်စွာလင်းစစ်တီအောင်ဖြူကျော်ကိုကျော်စောထက်နဲ့ပူကြီးအောင်လင်းစိုးတို့ပဲဖြစ်ပါတယ်။သူတို့ကတော့ရှမ်းကုန်လေတက်ကပူကြီးနေလင်းဦးနဲ့ပြုံးလင်းကရှေ့နေမနန်းသူစာတို့ရဲ့ချစ်သူတက်တန်၃လပြည့်အတွက်ကိုပအဝင်ပေးလာပဲဖြစ်ပါရှင်။ ။သတင်းပရိသတ်များရှင်အမတ်တရားနေ့စီစဉ်ကိုတော့ချောအတင်ဆက်ပေးခဲ့ရပြီဖြစ်ပါတယ်။ပရိသတ်ကြီးကအမတ်တရားနေ့စီစဉ်ကနေပြီးတော့မွေးနေ့ရှင်နေနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာစနေမောင်နှံနေအတွက်ကိုစုမော်စကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့သတင်းဖရင်ဖုန်းနံပါတ်ဖြစ်တဲ့3936391639ကိုနေ့စဉ်နေ့လယ်7:00နာရီကနေ12:00နာရီအတွင်းမှာမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။သတင်းဖရင်ဖုန်းနံပါတ်ဖြစ်တဲ့ 3936393639တိချ39နဲ့အတူတူသစိယဖန်အနာဒိမ့်မဲ့ YouTube Channel မှာလည်းကွန်မန်နီနဲ့အတူပေါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်ပရိသတ်တွေအားလုံးကိုဒီနေ့အမတ်တရားနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်